ဒီနေ့အတွက်သတင်းလေးနှစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့အခုလက်ရှိအဲမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့တော်တတ်တခါရဲ့ရွေးကောက်ပွဲဝင်ရောက်ရှိပြိုင်ခွင့်ပိတ်လိုက်တဲ့ဆိုတဲ့သတင်းရဲ့နောက်တစ်ခုကအဲကျန်းဖို့ပါတီကပြိုင်တော့မပြိုင်ရသေးဘူးနိုင်နေပြီဆိုတဲ့သတင်းရဲ့ပေါ့နော်ဒီကနေ့အဲ့ဒီသတင်းနှစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမသတင်းကတော့ဒေါ်တက်တက်ခိုင်ကအခု အဲကောလာဟာလာလူလူဘာလူလူနဲ့အဲပြောနေတယ်ပေါ့ဗျာအဲ့ဒီအပေါ်မှာဒီစစ်တပ်ရဲ့ lobby ဖြစ်တဲ့ကြော်ဆိုးတို့ကြော်မျိုးမင်းတို့အဲဒီလိုသတင်းသမားတွေပေါ့နော်သတင်းသမားတော့မဟုတ်ဘူးဒီလိုအတင်းသမားတွေကနေပြောမှာအတင်ပြလာပြီဆိုတော့ကဒါအမှန်တရား အမှန်တကယ်ဖြစ်သွားပြီလို့ယူဆရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့စစ်တပ်နဲ့ပတ်သက်တဲ့သတင်းမှန်သမျှကိုကြော်မျိုးမင်းတို့ကြော်ဆိုးတို့ဒီအောင်မင်းတို့ပေါ့နော်ကျွန်တော် စနိုက်ပါစုလို့ဒါမျိုးစစ်တပ်ကိုအားပေးထောက်ခံနေတဲ့လော်ဘီတည်င်းသမားတွေပေါ့ဗျာအဲသူတို့ကတော့မှတရားကိုအတည်ပြုပေးလာပြီဆိုတော့ကျွန်တော်ကအမှန်ဖြစ်သွားပြီပေါ့နော်ဒေါ်တတ်ခိုင်ကဒီနှစ်2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြန်ခွင့်လုံးဝရတော့ဘူးလို့အတည်ပြုရမှာဖြစ်ပါတယ်အဲ့ဒီတည်င်းရဲ့နောက်ထပ်ကြက်ဖို့ပါတီကကျွန်တော်မပြန်ရသေးဘူးကိုယ်စလဲလောင်းတရှို့ကနိုင်နေပြီလို့ ကျော်မျိုးမင်းကလည်းအတီးပြုတ်ထားတာဖြစ်ပါတယ်ဟုတ်ပါတယ်ဘာဖြစ်လို့နိုင်တာလဲဆိုတော့ကျောဒီမြန်မာနိုင်ငံမှာဒီချက်ဖို့ကိုအန်တုပြီးရှင်းပြန်လာဆိုလို့ကျွန်တော်တို့အန်ရီပဲရှိပါတယ်နော်အဲ့တော့အန်ရီမရှိမှတော့ဒီချက်ဖို့ကနိုင်ပြီပေါ့ဗျာဘာကြောင့်လဲဆိုတော့ချက်ဖို့ကိုအဲနောက်ကအဲတောက်ထောက်ထားတဲ့မင်းအောင်လည်းကလည်းရှိနေတာကိုစစ်တပ်ထဲမှာဟုတ်တယ်မလားအဲ့ဒါကြောင့်ချက်ဖို့ကအပြတ်တက်နိုင်မှာပေါ့ဗျာနိုင်မယ်ဆိုတော့ဘာတွေဘယ်လိုဖြစ်လာမလဲဆိုတော့ရေကောက်ွယ် ပြီးရင်တော့ကျွန်တော်ဟာသိရမှာဖြစ်ပါတယ်။ Okay ကျော်မျိုးမင်းဘာတွေပြောထားလဲဆိုတော့ကျွန်တော်လည်းဒီလိုကြည့်လိုက်ရအောင်ဗျာ။နောက်တစ်ချက်ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့တကဒီနေ့ဆိုရင်နာမည်ကြီးနေတဲ့ကိစ္စဒေါက်တာသက်ခိုင်ကိစ္စပါ။ဆိုတော့ဒေါက်တာသက်ခိုင်ကိစ္စတော့နာမည်ကြီးတယ်ဘလို့ကြည့်လဲမင်းဒေါက်တာသက်ခိုင်ကိုမနဲ့ဒီမနဲ့ရတော့ကမနဲ့ရတော့ကတော့မနေ့ကတော့ဒေါက်တာသက်ခိုင်နဲ့ပတ်သက်ပြီးတော့ဒီပထမဆုံးစပြီးတော့စပြီးတော့ဖော်ပြတဲ့ဒေါက်တာသက်ခိုင်ရဲ့နာမည်မတက်ပြီးမှာစပရောစပေါ်ပြတော့ပြီးပေးရ အခုကြောဆိုးကသူစဖို့ပြတယ်နော်ဟိုဒေါ်သက်ခိုင်လည်းမတော်ပြင်ဒေါ်သက်ခိုင်ပါပဲအားလုံးတည်နေပါပြီမနေ့ရက်ကဆိုတော့မနေ့ရက်ကအခုကြောဆိုးကစဖို့ပြလိုက်တော့ကျွန်တော်ထင်တယ်ဒါဇလန်ရှုပ်တော့မယ်ရှုပ်တော့မယ်ရှုပ်တော့မယ်ကျွန်တော်မြင်နေရပါတော့ကိုမြင်နေရပြီပြီးတော့အာဒီအကြောင်းအရာကကျွန်တော်တို့သတင်းသမားတွေစီမှာရောက်နေတာတော့ကြာပြီပေါ့ဗျာကြာပြီဒီအကြောင်းကဒီဒီ case ကရောက်နေကြာပြီဒါပေမဲ့ကျွန်တော်တို့ကချစ်ညင်စဉ်းစားရတယ်ပေါ့ဘာလို့ချစ်ညင်စဉ်းစားရလဲဆိုတော့ဘသူကစတာကိုဘုံခွဲမလဲပေါ့ဘုံခွဲဆိုဘုံခွဲတာပြောတော့မဟုတ်ဘူး ဒီကြောင့်ကဘသူကစပြီးတော့အုံလို့ဟိုလုံမလဲပေါ့ပြီးတော့အဲ့ဒါရဲ့ side effect ကကိုကြောင့်ဖြစ်သွားမလားဘာဆက်ဖြစ်မလဲရွေးကောက်ပွဲကိုနောက်ရှက်ဖြစ်သွားနိုင်လားဘာဖြစ်သွားနိုင်လဲဆိုတော့ကျွန်တော်ဒါကိုစိုးရိမ်ချက်တွေနဲ့ကျွန်တော်တို့ချို့ရတယ်ရင်ကုန်လုပ်ပိတ်နေတာအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ကရွေးကောက်ပွဲဒီလာမယ့်အခုရွေးကောက်ပွဲကိုကျွန်တော်တို့ကြိုးစိုးထောက်ခံနေတဲ့လူတွေတော့ပါတဲ့အတွက်အနောက်ရှက်ဖြစ်နေတဲ့ကိစ္စတခုခုပေါ်ပေါက်လာမှာစိုးရတယ်တချို့ဟာတွေကိုကျွန်တော်တို့ကရင်ကုန်လုပ်ပိတ်နေတယ်ဘာကြောင့်လဲဆိုတော့အနောက်ရှက်ဖြစ်မှာဆိုလို့ကိုကြောင့်အနောက်ရှက်ဖြစ်သွားမှာဆိုလို့ကျွန်တော်တို့ကတော့လွတ်တော်ကြီးပေါ်လာမှာလို့လိုချင်တယ်ရွေးကောက်ပွဲနဲ့လွတ်တော်ကြီးပေါ်လာမယ်အစိုးရအစ်စ်ပေါ်တာကိုမြင်ချင်နေတာကျွန်တော်တို့က ဲ့တော့ကျွန်တော်ရွေးကောက်ပွဲနောက်ချက်ဖြစ်မဲ့ကိစ္စမလုပ်ဘူးဘာမှမလုပ်ဘူးအဲ့တော့ရွေးကောက်ပွဲနောက်ချက်နောက်တစ်ခုကဘာထက်ရှိလဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီတချို့ကဒီရွေးကောက်ပွဲနဲ့ပေါ်လာမဲ့အစိုးရကမကြိုက်ကြောင်းပြောကြလိမ့်မယ်အာရွေးကောက်ပွဲအလုပ်ပွဲလို့ပြောရပြောကြလိမ့်မယ်မဟုတ်ဘူးခင်ဗျားတို့ကြိုက်တယ်လို့ပြောကျွန်တော်တို့တချို့ကိစ္စတွေမှာကျွန်တော်တို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျွန်တော်တို့ကြိုက်တဲ့သူတွေပါသည်ဖြစ်စေမပါသည်ဖြစ်စေတချို့အရာတွေကကျွန်တော်တို့လုတ်ကိုလုတ်ရအရာကြီးရှိတယ်လုတ်ကိုလုတ်ရအရာကြီးရှိတယ်နော်ဆိုကြပါစို့ဗျာခင်ဗျားကျွန်တော်ဟာတာလိုပဲမှတ်ပါနော် ခမည်းအနေနဲ့ဟိုဘာလဲဆိုတော့ပိုးမိသားနဲ့ခမည်းနဲ့မရနိုင်ဘူးဆိုတော့ခမည်းသိတယ်ခမည်းကြိုက်လို့ရတယ်ပိုးမိသားကိုမရနိုင်ဘူးဆိုလည်းခမည်းသိတယ်โอเคမရနိုင်တာအမှန်တရားခမည်းကြိုက်တာလည်းအမှန်တရားကျွန်တော်ကြိုက်တာလည်းအမှန်တရားเนาะကျွန်တော်ကြိုက်တာလည်းအမှန်တရားကျွန်တော်မရဘူးဆိုတာလည်းကျွန်တော်အမှန်တရားเนาะအဲ့တော့โอเคအဲ့ဒီအမှန်တရားလက်ခံပေးရတာရှိတယ်ငါမရနိုင်လို့ငါမငါမရနိုင်လို့ငါကြိုက်တယ်ငါမရနိုင်လို့အဲ့ပိုးမိသားမလှပါဘူးကွာလို့ပပိုင်ထိုးဖို့တော့ပုံစံပြောမယ်ဆိုရင်ဒါဟာရှင်းပြောရရင်တော့အနောက်ရှက်ပေးရရတယ်အဲ့တော့ရှင်းပြောရရင်တော့ကျွန်တော်နားလည်ဖို့လိုတာ တိုက်ကြိုက်မကြိုက်ကြိုက်ကျွန်တော်တို့တခုခုကိုရွှေ့ဖို့အတွက်ကိုပြောရင်ပြီးတော့အပြောင်းလဲကာလာတခုအပြောင်းလဲတခုကိုလိုချင်လို့ရွှေ့တဲ့အခါမှာတချို့အရာတွေကကျွန်တော်လိုက်လောကြီးတွေလိုက်ပေးရတယ်ရှိတယ်တိတိကြီးနဲ့လိုက်ပေးရရှိတယ်မတိပဲနဲ့လိုက်ပေးရရှိတယ်တချို့အရာတွေလိလိရှုပေးလိုက်ရတယ်ရှိတယ်မတိကြောင်ဆောင်ပေးလိုက်ရရှိကိုရှိရမယ်အဲ့ဒါမှလည်းဖြစ်မှာအတ္တမှလည်းတိုက်ပြီးတပြီးကလှတာအဲ့ကြောင့်ခေါ်တာကျွန်တော်တချို့အရာတွေမတိကြောင်ဆောင်ရတဲ့အရာတွေရှိပါတယ်အဲ့တော့ခေါ်တာဒီ ပနေ့ကကိုကျော်စိုးကစပြောလိုက်တဲ့ချိန်မှာကျွန်တော်စိတ်ပူသွားတယ်။အော်ဒါမဲ့ဒီနေ့တော့ UEC ကဒီလိုပြောလာတယ် UEC ထုတ်ပြန်တာနောက်ဆုံးချိန်ဆက်လိုက်တဲ့ခါကျတော့ဘာပြောဟိုလူတွေလက်ကလောက်ဆိုတချို့ ਆ ရေသဘောပေါက်ဘူးယူဆတယ်။အော်ဒါမဲ့အဲ့မှာရှင်းချက်တွေတော့လာတော့မယ်။ဘာတွေဖြစ်ကုန်ခဲ့တာလဲ။တကယ်တမ်းကျွန်တော်မြေမှာဘာတွေဖြစ်ခဲ့တာလဲဆိုတာကတော့လူတွေကတချို့သိချင်ကြားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဟိုမြေမှာဘာဖြစ်လဲလို့မေးဒီ UEC ရဲ့ထုတ်ပြန်ချက်မှာတိုင်မီလေးမှာမနက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ဒေါ်သက်သက်ခိုင်ကိုဒေါ်သက်သက်ခိုင်ကဒီကိုယ်စားလောင်းဖြစ်မှဖေရှားခံရတယ်ပေါ့ဗျာ။လူပြောတယ်။မီဒီယာတွေကရေးကြတယ်။ BBC တို့ဘာလို့ရေးကြတယ်။ BBC တို့ဘာလို့ဆိုတာလဲတစ်ချိန်လုံးသူကစောင့်နေတာမြန်မာပြည်ကိုဘယ်တော့ဘယ်လိုဒုက္ခပေးရမလဲဆိုတဲ့ရှုထောင့်နေပဲ BBC ကစောင့်နေတာတစ်ချိန်လုံး BBC ရဲ့သတင်းတောက်တွေအကုန်လုံးကအဲ့ဒီတိုင်းပဲတစ်ချိန်လုံးမြန်မာပြည်ကိုဘယ်လိုဒုက္ခပေးရမလဲဆိုတာပဲတစ်ချိန်လုံးစောင့်နေတာပို့လိုက်ပြန်သူတို့ကသတင်းတောက်တင်လို့သာပြောတာ BBC ကသတင်းတောက်တွေကသတင်းတောက်တင်လို့သာပြောတာဗျာဘာဖြစ်လဲဆိုတော့တိုင်းပြည်တီဗီဖြက်စီးရေးကိုတော့ဖြက်စီးရေးတိုင်းပြည်တီဗီကိုနာမည်ဖြက်ရေးတိုင်းပြည်တီဗီဒုက္ခရောက်စေဖို့ကိစ္စမှတ်သမျှကိုတော့ BBC ကသတင်းဘာလို့လဲဆိုတော့ဒေါက်တာသက်ခိုင်ကိုရေးရောရေးတော့ okay ကျွန်တော်တွေ့လိုက်တယ် တော့သက်ခိုင်မှန်ဘောတခြားလဲဒီလိုပဲ BBC အပိုးတိုင်းများစွာရေးပါတယ်โอเคအဲ့တော့ကျွန်တွေ့တော့အဲ့တော့ရေးလိုက်ပြီးတော့နောက်ဆက်တွဲကဟိုရှုတ်ချက်ခံနေတာပေါ့နော်အဲ့မှာဒေါ်သက်ခိုင်ဘက်ကပြဖက်ခံကိုတော့ရေးတယ်ဘယ်လောက်ရှိလဲအတီးပြုတ်ပြပါဆိုပြီးပြောတယ်အဲ့မှာဘာပြောလဲဆိုတော့ဒေါ်သက်ခိုင်ကိုတဲ့သက်ဆိုင်လွတ်တော်ရေကောက်ပွဲဦးတွေပုံမှပုံမှရေကောက်ပွဲပုံမှပုံမှပုံမှရှစ်ဂါကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းတဲ့အတွက်ကိုလောင်းစီကနေပြဖက်တာဖြစ်တယ်တဲ့အဲ့တော့ရေကောက်ပွဲကော်မရှင်ကကိုလောင်းမြင်စင်တင်စင်ရှိစေချင်ကိုကျင်းပပြီးယူကတဲ့ကာလကိုလည်းတတ်မှတ်ထားပြီးဖြစ်တဲ့ စီမင်းစီကကျော်သွားပြီဖြစ်နေပါတော့စီမင်းစီကျော်သွားပြီပေါ့အဲ့တော့လွတ်တော်လိုက်မဲဆန္ဒနဲ့ကိုယ်စားလောင်းစီရင်သွင်းတဲ့ကိုယ်စားလောင်းတွေ9023ဦးရှိရပေါ့နော်9023ဦးမှာလွတ်တော်ကိုယ်စားလဲရွေးကောက်ပွဲဥပဒေနီးဥပဒေနဲ့ညှင်းညွှန်းမှုမရှိတဲ့ပယ်ဖျက်တဲ့ကိုယ်စားလောင်းဦးရဲ့86ဦးရှိသွားပြီပြောရရင်တော့9023ဦးကိုယ်စားလောင်းတင်ခဲ့ကြရင်ပဲပယ်ဖျက်ခံရတဲ့လူကအဲ86ဦးရှိသွားပြီပေါ့86ဦးရှိသွားပြီလို့ပြောတယ်အဲ86ဦးမှာတယောက်ကဒေါ်သက်ခိုင်မှာပါလာတယ်ဒေါ်သက်ခိုင်ပါလာတဲ့အတွက်ဒါတချို့ကထင်တာဒေါ်သက်ခိုင်ပါဠိဖျက်ခံရလားဒေါ်သက်ခိုင်လားဆိုတော့ဒေါ်သက်သက်ခိုင် တာလီယင်ကိုယ်စားလောင်းအဖြစ်ကပဲဖြစ်ခံရတာဖြစ်ပြီးတော့သူ့ရဲ့ပါတီကတော့ဆက်လက်ရှင်းပြန်လို့ရပါတယ်မဆိုင်ဘူးကိုယ်စားလည်းနဲ့ဆိုင်ပြီးတော့ပါတီနဲ့မဆိုင်ပါဘူးဒီကိစ္စကပေါ့နော်ဆိုတော့ဒါဆိုကြည်ချင်းအပြင်ကိုယ်စားလောင်းတင်ခဲ့တဲ့လူတွေ9023ဦးတွေက86ဦးကပဲဖြစ်ခံလိုက်ရတယ်ဆိုတော့အခု data တခုသိသွားပြီပေါ့နော်အဲ့တော့ဒေါ်သက်ခိုင်လည်းအဲ့ဒီမှာတဦးအပေါင်းဖြစ်သွားတယ်ဒေါ်သက်ခိုင်ညိတာကဒီသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်၈ဂါကြီးပါပြဋ္ဌာန်းချက်နဲ့ညီဆုံးတဲ့အတွက်ပဲဖြစ်တာလို့ပြောတယ်နော်နောက်နောက်တစ်ယောက်ကကြတော့ဘာထပ်မေးလဲဆိုတော့ BBC ကကြတော့ဘာမေးလဲဆိုတော့ ဒီဒေါ်သက်ခိုင်ကိစ္စရောပဲเนาะအဲ့တော့ဒေါ်သက်ခိုင်ကိစ္စရောပဲမေးတယ်အဲ့မှာမှဒီဘာကြောင့်ဖြစ်တာလဲဆိုတော့မေးတယ်အဲ့တော့အမည်စင်းထုတ်ပြန်ပြီးမှပဲဖြစ်တာမျိုးလုံးလို့ရသလားပေါ့ဒေါ်သက်ခိုင်အမည်စင်း16ရက်ထုတ်ပြန်ပြီးသွားပြီဒါပေမဲ့16ရက်ထုတ်တဲ့မှာပါပြီးသွားပြီဒါပေမဲ့အဲ့ဒါဖြစ်ပြီးမှပြန်ထုတ်ဖြတ်လို့ရလားဆိုတော့မေးတာမေးတဲ့ခါကျတော့အခုလိုပဲဖြတ်လို့ရှိရင်ကုစားမှုတွေဘာလို့လုပ်လို့ရသေးလဲထပ်မေးတာပေါ့အဲ့တော့သူကဘာပြောလဲဒေါ်သက်ခိုင်ကခုနလိုပဲရွက်ောက်ပဲဥပဒေပုံမှရှိကကြီးအရာညီစွန်းတာအဲ့ဒါကြီးလို့ပဲဖြစ်တာโอเคအဲ့တော့ဤဥပဒေ36ခန်းငယ်ရလွတ်တော်ကိုယ်စားလှယ်လောင်းအမိစင်ထုတ်ပြန်ကြေညာပြီးနောက် အမည်စင်းတင်သွင်းသူတို့ဟာရွေးကောက်ပွဲမကျင်းပမီလွတ်တော်90လောင်းဖြစ်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ဆုံးရှုံးသွားလျင်ထိုသူ၏အမည်ကိုလွတ်တော်90လောင်းများအမည်စင်းမှပယ်ဖျက်မည်ဖြစ်ကြောင်းဖြေကြားရတယ်ဖြေကြားပါတယ်ဆိုလိုတာကတော့90လောင်းအမည်စင်းတင်သွင်းခံရလို့အမည်စင်းကပါသွားပြီလို့ကပ်ပြားထုတ်ပြီးပြီဆိုရင်တော့အတီးမဟုတ်သေးဘူးသူနဲ့ပတ်သက်တဲ့ရွေးကောက်ပွဲ90လောင်းအရေးချင်းပြည့်ဝမှုတစ်ခုခုညှိဆွန်းလာလို့ပေါ်ပေါက်သွားတဲ့ဆိုရင်ချက်ချင်းပယ်ဖျက်လို့ရတယ်ဒါကိုပြောချင်တာအဲ့တော့ဒေါ်သက်ခရာခုနဒီရွေးကောက်ပွဲဥတွေပုံမှန်၈ခါကြီးနဲ့ညှိဆွန်းသွားလို့ပယ်ဖျက်လိုက်တာ သူ့အစင်းရထုတ်ပြန်ထားခဲ့ပြီးသားမှန်တယ်ဒါပေမဲ့ဥပဒေမှာပါပြီးသားစင်းရင်ပါသွားပင်ပါတော်ညားတော်လဲပြန်လုံးပြန်သေးဘူးလေပါတော်ညားတော်လဲဒါပေမဲ့သူ့ကိုပဲဖြတ်လို့ရတယ်ဘာကြောင့်လဲသူ့နဲ့သူ့နဲ့ပတ်သက်ပြီးညီဆုံးစရာဘာပေါ်လဲပေါ်တာတခုကြောင့်ဖြတ်လို့ရတယ်လို့ဒါကိုပြောတာနောက်ဒါ BBC ကသူဖြေတာနောက်တစ်ခါမြန်မာ transparency ကိုမေးလာတော့ကြာတော့ဒီသူကတော့မြန်မာ transparency ရှင်းပါတယ်ဗန်ချင်းငွေကိစ္စကိုဒက်မေးပြီအဲ့မှာသူကနိုင်ငံပါတီတွေရုပ်ောက်ပွဲဗန်ချင်းငွေကိုကိုယ်တော်ထောက်ပံ့မှုရှိတယ်တဲ့နော်တခြားသောနိုင်ငံပါတီတွေကလည်းရုပ်ောက်ပွဲအတွက်ဗန်ချင်းငွေရယူပြီးကိုယ်တော်လောင်းတွေကိုထောက်ပံ့မှုရှိနေတယ် ဒီလိုမျိုးချင်းဝင်ရပြီးတော့ကိုယ်စီလောင်းတွေထောက်ပံ့မှုอ่ะရေကောက်ဥပဒေအကျုံးဝင်ဝင်သိလို့တယ်ဥပဒေနဲ့မကြီးရင်ဘယ်လိုရေးယူရမလဲသိချင်တယ်เนาะအမှားကခုနဒေါ်သက်ခိုင်ကိစ္စလည်းထည့်မိထိတ်ကြတယ်ဆိုတော့အမှားပြန်ဖြေတယ်ဒေါ်သက်ခိုင်ကခုနလိုပဲရေကောက်ပဲဥပဒေပုံမှန်၈ကာကြီးနဲ့ညီလို့ပယ်ဖြတ်ခံရဖြစ်တယ်အဲ့မဲဆန္ဒနဲ့စီးရင်တင်တဲ့ကိုယ်စားလောင်း9023ဦးမှာ86ဦးကတော့ပယ်ဖြတ်ခံရတယ်။အဲ့တော့သက်ဆိုင်ရာမဲဆန္ဒနဲ့လိုက်ကိုယ်စားလောင်းစီးရင်တွေကို UEC ရဲ့ website မှာလည်းကြီးညာထားတယ်။ Commission ဖွဲ့စည်းရေးနေမှာလည်းကြီးညာထားတယ်ဒီလိုပြောတယ်။ပြီးတော့မှ ရွေးကောက်ပဲဥရပုံမှန်၈ကကြီးကရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူလူပုဂ္ဂိုလ်နဲ့သာတိုက်ရိုက်သက်ဆိုင်ပြီးတော့နိုင်ငံရေးပါတီအနေနဲ့အကျုံးဝင်ခြင်းမရှိတောက်ဖြေတယ်ခုနဗန်ချင်းငွေဆိုတဲ့ကိစ္စကိုတော့ထည့်သွင်းဖြေကြခြင်းမပြုဘူးဆိုတော့ဒါအစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဖြစ်သွားအဲ့တော့ကျွန်တော်ကအဲ့တော့အခုအဖြေရှိလာပြီအဖြေရရှိလာပြောရတော့ဖြစ်လာပြီဆိုတော့ကိုသေးဆောင်86ဦးထုတ်ပြန်အဲပယ်ဖြတ်ခံရတယ်မှာပါလာရတော့တသက်ခိုင်ပေါ့တော့သက်ခိုင်ကဘာကြောင့်ရွေးကောက်ပဲဟိုကညှိညှိတာပေါ့နော်ဘာနဲ့ညှိဘာနဲ့ညှိဘယ်လိုညှိတာလဲ ဥပဒေရွက်ောက်ပွဲအဲဥပဒေပုံမှရှစ်ကားကြီးနဲ့ဘာလို့ကြီးတာလဲဆိုတော့ဟာလာပြီရှစ်ကားကြီးကဘာရေးထားလဲရှစ်ကားကြီးဆိုတာဘာလို့ပြောတာလဲစသဖြင့်အဲ့ဒါကိုကျွန်တော်တို့ကပြောရမယ်ဖြစ်လာတယ်ဗောနော်ဆိုတော့ရှစ်ကားကြီးမှာတော့ရှင်းပါတယ်ရှစ်ကားကြီးမှာတော့သူရေးထားတဲ့ဟာလေးကိုကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့အာ sorry ခဏလေးကျွန်တော်မှားမှာဆိုလို့နော်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်ဆိုတော့တစ်ချက်ပါလာတယ်နော်အဲ့ဒါဘာလဲဆိုတော့တော်တော်ရုပ်ကပဲဥပဒေပုံမှန်ရှစ် နော်နိုင်ငံတော်နဲ့ရှိကကြီးနော်နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည်ပေးရန်တာဝန်ရှိသူပေးပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်ကိုယ်စားလောင်းအဲ့တော့နိုင်ငံတော်နဲ့ပုဂ္ဂလိကကိုမသိလျော်တဲ့ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်ဆိုတော့ဒေါ်သက်ခိုင်ကမကင်းရှင်းဘူးဆိုတဲ့အထိပဲသွားတက်ရောက်တယ်မကင်းရှင်းဘူးဆိုလို့ပြောရင်ခုနဗန်ချင်းငွေဆိုတဲ့သကလုံးပြန်ကင်လို့ရတယ်ဆိုတော့ဗန်ချင်းငွေပြန်ကင်လို့အဲ့တော့ဗန်ချင်းငွေဆိုတာကရှင်းပြတော့ခုနဗန်ချင်းငွေနဲ့ညှိလို့ဒေါ်သက်ခိုင်ကမပြိုင်ကိုယ်စားလောင်းကနေပြီးတော့ပေးဖက်ခံလိုက်ရတယ်လို့ပြောချင်တယ်အဲ့တော့ဗန်ချင်းငွေကဘုသူရှိရချီးရလဲဘလို့ဖြစ်တာလဲ ဆိုတော့ကျွန်တော်ကတော့ပို့လင်းပြောရင်တော့မနေ့ကဟိုဟာတွေ့ကြတဲ့ကမနေ့ကစပြီးတော့ဟို Telegram တခုမှာစအရင်တက်လာတယ်အင်းဆိုကိုကျော်စိုးဦးတက်ဆော့ပြီးတော့ Telegram တခုမှာ post အရင်တက်လာတယ်တခုတက်လာတယ်တက်လာတော့အဲ့ဒီကကျွန်တော်သိလိုက်တယ်ဇာလန်တော့စပြီးပြီးလဲပြီးတော့ဒါဆိုပြီးတော့အခုပြတော့ဒေါက်တာသက်ခိုင်ကပတ်စံချီးခဲ့သလားဆိုတော့မေးခွန်းအာ KBZ ဘဏ်ကနေပြီးတော့ဒေါက်တာသက်ခိုင်ကဒေါ်လာအဲ sorry ချက်ဘီလီယံတရာချီးခဲ့တယ်ဆိုတော့ကျွန်တော်သိပါတယ်ချီးခဲ့တယ်ဆိုတော့ကျွန်တော်သိရပါတယ် ်ချီးပြီးတော့သူကဘာလုပ်တာလဲနိုင်ငံရေးလုပ်ဖို့ချီးတာလားဒါမှမဟုတ်သူ့ကိုယ်ပိုင်စီးပွားရေးအတွက်လားဆိုတဲ့မိကောပြီးတော့ဘယ်တော့ကချီးတာလဲအခုရွေးကောက်ပွဲနာနီးမှာချီးတာလားဒီလိုနေရာခွဲမိရမယ်ဒေါ်လာအဲ့ဆိုကျပ်ဘီလီယံတရာချီးခဲ့တယ်ဆိုတော့မှန်တယ်ဘီလီယံတရာထက် plus လည်းဖြစ်နေဖြစ်နိုင်တယ်ဘီလီယံတရာထက်မနည်းလည်းဖြစ်နိုင်တယ်များလည်းဖြစ်နေတယ်နည်းလည်းဖြစ်နေတယ်ဘီလီယံတရာလို့အကြမ်းမြတ်အဲ့ပမာဏလောက်ကိုဒေါ်လာဆက်ခိုင်က KBZ ဘဏ်ကနေချီးခဲ့တယ်ဒေါ်လာဆက်ခိုင်သားဆိုတော့သူ့ရဲ့မျိုးသားနဲ့ပါနှစ်ယောက်သူချီးခဲ့ကြတယ်ဒါသူ့မျိုးသားသူနဲ့နှစ်ယောက်ပေါင်းတဲ့ကုမ္ပဏီကနေပြီးတော့ချီးတယ်ချီးပြီးတော့ ဘာလို့တာလဲဆိုတော့နိုင်ငံရေးအတွက်မဟုတ်ဘဲနဲ့သူကဟိုကတော့ကဘာရေးဖျားလန်းနေဆရာဆန်လန်းတောင်က 60h resident ပေါ့နော်အဲ့ resident ဆောက်တာအဲ့ဆောက်တဲ့ဟာမှာသူအဲ့ပတ်စံကိုတုံးတာအဲ့ဒါယူမူလာတော့သူတို့ဆောက်တယ်သူတို့ပတ်စံနဲ့သူတို့ဆောက်နေတယ်နောက်တော့ဘန်ချင်းဝင်နေဆောက်တယ်ပြီးတော့ဒီအခန်းလေးကိုရောင်းတဲ့ရတဲ့ငွေတွေအဲ့ဒီငွေတွေနဲ့ပြန်ပေါင်းတယ်အဲ့ဒါနဲ့အဆောက်ဦးဘူကောက်လုတ်တယ်ပေါ့ဗျာဒီလုတ်တယ်သူတို့ရဲ့ business ကြီးကိုလုတ်တာဆိုတော့အဲ့ဒါကြီးကဆောက်တာကရွေးကောက်ပွဲမတိုင်းကြီးတည်းကဆောက်တာဒေါက်ဆန်ယူဆိုလက်ထက်ကလေးကစတယ် အကူတတိအရိုက်ရဲ့မပြီးသေးဘူးโอเคအဲ့တော့အဲ့ဒီအခန်းနဲ့ရောင်းထားတာလည်းရှိတယ်အဲ့ဒီယာကြီးနဲ့ပတ်သက်အခန်းနဲ့ရောင်းထားအဲ့ဒီခန်းနဲ့ကိစ္စလည်းမရှင်းရသေးဘူးအခန်းနဲ့လည်းမအနိုင်သေးဘူးဒါလည်းရှိတယ်အဲ့တော့ KB ဇက်ကပတ်စံကြည့်တာလည်းအမှန်ပဲဆိုတော့ KB ဇက်ကပတ်စံ PDN တရားကြည့်တယ်ဆိုတာ KB ဇက်ကနိုင်ငံရေးအတွက်ကြည့်တာမဟုတ်ဘူးအလူတွေကတခါရောမှလို့ဆိုတော့တခါရှင်းအောင်ပြောတာတော်ကြာနေတိုင်း KB ဇက်ကနိုင်ငံရေးအတွက်ကြည့်တယ်လို့ထင်တယ်မှာဆိုလို့မဟုတ်ဘူး KB ဇက်ကစီဝါရီသူ့ဒီဒီဟာကြီးဒီ resident ဆောက်ဖို့လည်းကြည့်တာအဲ့တော့နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးဒေါ်သက်ခိုင်ကြည့်တဲ့သူ့ရောက်သူ့ရောက်ကြရင်ဒေါ်သက်ခိုင်နဲ့ရောက်ကြည့်လိုက်တဲ့ငွေသည် ဒီအစာအုပ်အတွက်သူ့စီးပွားရေးအတွက်ခြေရဖြစ်ပြီးတော့နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးသို့တော့သူရွေးကောက်ပွဲဝင်လိုက်တဲ့ခါကျတော့သူ့နာမည်ကြီးကဟိုမှာအကျွေးတင်နေတဲ့စီးရင်မှာပေါ်လာဒါလဲဆိုတိုင်ကြားသူသို့မဟုတ်ကိုယ်စလောင်းကိုယ်စလောင်းသူနဲ့အပြိုင်ဘက်ကိုယ်စလောင်းနေရှိမယ်ဒါလူရှိမှာအဲ့ကိုယ်စလောင်းနေတွေကတချို့တွေကဒါကိုတွေ့သွားတဲ့ခါကျတော့ဒီအချက်လက်ကြီးကငါတို့ရဲ့အသာပဲဆိုပြီးတော့ဆွဲချလို့ရတာဆိုရတာပဲဒါလည်းလုပ်လို့ရတယ်ဒါမှမဟုတ်လေကိုယ်စလောင်းမလုပ်နဲ့တခြားဘသူတယောက်ကပြပြသူ့ကိုတော့တက်ခံကိုမပါစေခြင်းနဲ့လူတယောက်ကရွေးကောက်ပွဲမှာဝင်မပါစေခြင်းနဲ့လူတယောက်ကမပြိုင်သင့်စေမပြိုင်သင့်ဘူးလို့အဲ့သို့မဟုတ်ဝင်ပြိုင်တာမမြင်ခြင်းဘူးသို့မဟုတ်တခုပေါ့ရှိတဲ့လူတယောက်ကနေပြီးရွေးချက် တစ်ခုခုနဲ့တော့ဒီသတင်းကိုစပြီးတော့ဆွတ်ထုတ်လိုက်ပုံပေါ်တယ်ပြီးတော့ပြောချင်တာကတော့ဟိုဒီသတင်းထုတ်တနေရာနေထုတ်လိုက်တာအရင်ဆုံးလွတ်တဲ့နေရာလဲကျွန်တော်ခံမလို့ရရပါတယ်ထားပါတော့အဲ့တော့ထုတ်လိုက်ပြီးတော့ဒေါ်သက်ခိုင်မပါအောင်သူတို့ဒေါ်သက်ခိုင်ကအဲ့ဟာရှင်းလို့မရတော့ဒါကြောင့်မလို့ဒေါ်သက်ခိုင်ရဲ့ဒုက္ခရာကမီဒီယာတွေမှာမနေ့ပိုင်းမှာဖြေနေတာကအဲ့ဒီကိစ္စခဏနဲ့ပြည်လေတော့ပါဒါကကျွန်တော်တို့ပုဂ္ဂိုလ်ကပုဂ္ဂိုလ်ကိစ္စပြည်လေတော့မှာညှိနေပါတယ်ဘာညာပြောတယ်အဲ့မညှိတာမပြည်လေဦးထင်ပါတယ်ညနေနေလေးရောက်ကို UEC ကကျင်ညာရဲထမှာပါလာအောင်ပါလာတော့ ထွက်ပြီးသားဆင်ဆိုရပြန်ဝင်လို့ထုံရံထုံစံမရှိဘူးဖြစ်သွားပြီပေါ့နော်။ဟိုထွက်ပြီးသားတွေ့ပြန်မျိုးလို့လည်းမရတော့ဖြစ်ကုန်တယ်။အဲ့တော့ဖြေလျှော့ဖို့ဆိုတာခက်သွားပြီ။လွန်သက်ခံရလာမကြီးကောင်မှပါလာမှာမဟုတ်တော့ပေးကြသွားပြီ။အဲ့တော့သူဘီလေတရားချိခဲ့တယ်။ဘာကြောင့်လဲ KBS ဆီကသူပစံချိတယ်။သူအဆောက်အဦချိတာ။သို့တော့နိုင်ငံရေးနဲ့မဆိုင်ဘူး။အဲ့ဒါဆိုရင်ခုပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာအကျွေးအကျွေးပေါ့။အကျွေးကိစ္စလည်းပြောလို့ဆိုရင်တတော်များပါတီတွေနဲ့တတော်များပါတီတချို့ပါတီဝင်တွေပါတီဥက္ကဋ္ဌတွေပါတီတွင်းမှုတွေပါတီစည်းစီတချို့တွေကလည်းတစ်ဖက်မှာစီးပွားရေးလုပ်နေကြရရှိတယ် ကိုပိုင်စီဝိုင်းလိုကြတယ်အများကြီးရှိတယ်။လိုက်ရင်တော်တော်များအကျွေးတွေမကင်းကြဘူးနော်။မကင်းကြဘူးတော်တော်များမကင်းကြဘူး။အဲ့တော့တချို့တွေအကျွေးတွေရှိကြတယ်။ဟောဆိုသူကိုစီဝိုင်းလိုကြတာဟုတ်စီဝိုင်းလိုကြတာအကျွေးတွေရှိတယ်။နဲတာများတာရှိမယ်။အဲ့အကျွေးတွေမဆက်တာရှိမယ်ဆက်တာရှိမယ်။အဲ့တော့ဒေါသခိုင်နေတဲ့ကဘာလို့လဲဆိုတော့ KVZ ကိုအဲ့ဘီလီယံတရားလုံးချက်ချင်းပြန်ဆက်နိုင်ခဲ့မယ်။သူကိုယ်တော်မတင်ပြီးဆက်နိုင်ခဲ့မယ်ဆိုရင်တော့ဒီအမှုဖြစ်လာမှာမဟုတ်ဘူး။သူမဆက်လဲမဆက်နိုင်ခဲ့ဘူးတိကျက်ကပြီးတော့ဟို ဒါကြီးကိုလည်းသူဘလို့ညံ့မှမသိဖြစ်နေပြီးတော့ဟိုအကျွေးဆင်းနေမှာသူတို့ဇနီးမောင်နှံဆင်းနေမှာသူနာမည်ကိုသူပြောင်းအောင်မဖြုတ်နိုင်ဘူးသူပြောင်းသူနာမည်ပြောင်းအောင်ဖြုတ်နိုင်ခဲ့ရင်တော့ရတယ်ဘန်နဲ့ညှိနှိုင်းလို့ဖြုတ်နိုင်ခဲ့ရင်တော့ရတယ်ဒါပေမဲ့ပြဿနာအချင်းကလွန်နေပြီကျွန်နေပြီမီဒီယာမှာပေါ်လဲသွားပြီဆိုတော့လောကကိုင်းခတ်သွားပြီပေါ့နော်အဲ့တော့လောကကိုင်းခတ်တဲ့အထိဖြစ်သွားတာကျွန်တော်ကအဲ့ကြောင့်ခုနလွန်ခဲ့တဲ့တလလောက်တလကျော်လောက်တလပေါ့နော်လွန်ခဲ့တဲ့လောက်တည်းကကျွန်တော်ဒီအစအောင်နောက်ရပါတယ်အဲ့တော့ကျွန်တော်ဟိုအစောပိုင်းနေမှာကျွန်တော်ပြောခဲ့ဘူးတိုင်းရှိလိမ့်မယ်ခါတော့မမိကြမှာသင်တဲ့တခွန်းစာတခွန်းထည့်ပို့တယ်တချို့လူတွေကြွေးနေတယ် ချို့ရီပါတီကိစ္စတွေလုပ်ပြီးတော့အကျွေးတွေနဲ့တချို့ရီဆိုရင်ဘာမှုညာမှုတွေနဲ့ကျွန်တော်ပြောခဲ့ပူပါတယ်အဲ့ဒါတွေကကျွန်တော်အလကားပူအဲ့ကျွန်တော်ကမပြဿနာမရှိအောင်လို့ဒါအသားလေးခဏစောင့်ပြီးတော့ရွာဖြစ်ပြီးတာပေါ့နော်တကူတော့လုံကြုံကြုံကုန်ပြီးတော့သက်ခိုင်နေလဲပေါ့ရော်တယ်လို့ကျွန်တော်မြင်တယ်သူအစောကြီးကဒါတွေပြင်ဆင်ရမယ်ဒါတွေသူအစောကြီးကလေးကကျူတင်ရှင်းထားနိုင်အောင်လမ်းရှင်းရမှာပေါ့လေကိုပြေးမယ်လမ်းပေါ်မှာရှင်းအောင်သူဖန်တီးထားသူမဖန်တီးနိုင်ခဲ့ဘူးတချိန်တည်းမှာပဲဒီဟာကြီးကအော်တော်နေနဲ့ဘူးပေါ်သူလိုပေါ်လာမီဒီယာမှာပေါ်လာရတဲ့ခါကျတော့ ယူကြီးဆရာလည်းဘာမှလုပ်ပြီးလို့မရဘူးဘယ်သူမှလည်းညှိပြီးလို့မရဘူးဘန်ကလည်းတွတ်လုပ်ပြီးလို့မရတော့အဲ့မှာအကုန်လုံးကရှုပ်ကုန်တော့သူ့ကိုပြိုင်သိချင်းလို့ဘန်က shopping လုပ်လည်းမရအောင်ဆိုတော့ညှိကြနိုင်ကြတဲ့ကိစ္စကလည်းဒီနေ့ကြောင့်အိမ်ဘုံထွန်းဖုတ်ကွာဆိုလက်မှတ်လို့ပြီးသွားလို့မရဘူးတားလေဆိုတော့တော်တော်တော့ခက်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတော့ဘန်မှာဘာမှမဆိုင်ဘူးဘန်နဲ့တော့ဘာပြဿနာမှမဆိုင်ဘူးဘန်နဲ့ဘာမှနိုင်ငံရေးနဲ့ညှိတာဘာပြဿနာမှမရှိဘူးဒါပေမဲ့ဒေါ်သက်သက်ခိုင်ကလည်းနိုင်ငံရေးလုပ်ကြည့်ရလဲမဟုတ်ဘူးဒါပေမဲ့ခုနခုနဒီဥပဒေပုံမှန်ရှစ်ခါကြီးနဲ့ညှိကြွားတဲ့ခါကျတော့သွားတာပဲအဲ့လိုဖြစ်တာညှက်သွားတော့အဲ့တော့လက်ရှိကိုယ်စားလောင်းနေတဲ့မှာလည်း တကယ်နောက်ကျောင်းနေသေးချာ like ကြလို့ရှိရင်ပေါ့ဗျာပွင့်လို့ပြော like ကြလို့ရှိရင်ထပ်ပြုတ်နိုင်ကြည့်ရှိသေးတယ်နော် like like ရပေါ့နောက်ဆုံးမှာတော့အကုန်လျှောက်လုံးနေကွာတရားမှမကြံဖြစ်ကုန်တော့မှာပဲဆိုတော့မျိုးနဲ့လူကြီးတွေကပေါ့ရော့ဖြေလျှော့ဆိုတော့ဖြေလျှော့ပြီးစဉ်းစားပြီးမယ်ဆိုရင်တော့ဒါအနေငယ်မယ်တချို့တွေညိပါဘာဆိုတော့တချို့ပါတီကိုယ်စားလှောင်းနေနာမည်အကြီးဆုံးပါတီတွေဆိုပြီးနာမည်အသေးဆုံးပါတီတွေအထိကိုယ်ရောင်းနေမှာကိုယ်ပိုင်အကျိုးတွေအများကြီးရှိကြတယ် ကိုပဲကြည့်ရှိကြတယ်သူတို့နာမည်နဲ့ရှိမယ်သူတို့နာမည်နဲ့နာမည်တိုင်းရဲ့ပုံနေရရှိမယ်မပေါ်တာရှိမယ်မပေါ်တာတော့သူတို့အနေခင်းတာပေါ့နာမည်တိုင်းရဲ့ပုံနေရရှိအောင်ရှိလိမ့်မယ်ဆိုတော့ဒါကြောင့်မို့လို့ခုနဒီအကုန်လုံးမှာတော့ဂျူရာတွေရှိကြပါတယ်ဒါပေမဲ့ဒေါ်သက်ခိုင်ကတော့ဒါကန်ဆိုးသူဖြစ်သွားတာပေါ့နော်အဲဆိုသူ့အကြောင်းကဘူးပေါ်သူလို့ပေါ်ပြီးမီဒီယာမှာပေါ်လွှဲထားတဲ့အခါ तू သွားတာထိတာပဲဆိုတော့သူ့မှာလည်းအပြစ်ရှိပါသလားမင်း तू အပြစ်ရှိတာ तू ပေါ်ရောက်ခဲ့တာတခုပဲကျွန်တော်မြင်တယ်။ तू ပေါ်ရောက်ခဲ့တယ်ဆိုတာခုနကြုံတင်ပြီးလမ်းမရှင်းထားနိုင်ခဲ့တဲ့ပေါ်ရောက်ဘူးလို့မြင်တယ်။အဲပြီးတော့ သူ့ကိုပြန်ဖြေလျှော့ပြီးတော့ဝင်ပြိုင်မှုလုတ်ပေးတင်သလားမတင်သလားလို့မေးရင်တော့ဒါနိုင်ငံတော်ကြီးခဲ့တယ်ရယ်ဆုံးဖြတ်ချက် UEC ရယ်ဆုံးဖြတ်ချက်ဒါဖြစ်တယ်ပြီးတော့ခက်တာကအော့အတောင်းနေဖြစ်သွားပြီကျေတာလည်းဟိုဟာဖြစ်သွားပြီဘလို့ခေါ်မလဲကျေကျေလောင်းဖြစ်သွားပြီဆိုတော့လွယ်တော့မလွယ်တော့ဘူးဒါပေမဲ့တခုတော့ရှိတာသူ့ရဲ့အရေးချင်းအလားလောက်တုံးကျင်သေးလို့ဆိုရင်တော့လာမယ့်ရွေးကောက်ပွဲပြီးလို့တက်လာမယ့်အစိုးရတွေကသူ့ကိုဟိုယာရုတဏျာပေးပြီးတာဝန်ပေးတာမျိုးလုပ်ရင်လည်းရတယ်လို့ဆိုဒါလည်းရနိုင်ပါတယ်သို့တော်ဘလို့ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ် ဒါဟာရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှောင်းတွေအတွက်အကောင်းဆုံးသောသင်ကန်းစာတစ်ခုဖြစ်သွားပြီးတော့တက်ခိုင်ဒေါ်သက်ခိုင်ကိုယ်တိုင်မင်းဒီသင်ကန်းစာကိုကောင်းကောင်းရသွားတယ်။ဒါကြောင့်နိုင်ငံရေးဆိုတာမယူရှင်ဘူး။တယောက်နဲ့တယောက်ကြောက်ရတယ်။ဘသူနဲ့ဒီနေ့ legend level ပောင်းနေမြေနိုင်ငံကြီးကမနေ့ကမှတွန်းချရင်တွန်းချတာ။အဲ့ဒါအိန္ဒိယမှာလည်းရှိတယ်။ဂျပန်မှာလည်းရှိတယ်။တိုက်တဲ့နိုင်ငံပြောကို့ပြိုင်ပဲမှန်တယ်ကတော့ကို့ကို့ကနိုင်ချင်တာနိုင်ချင်တယ်ကို့ပြိုင်ပဲအားနည်းချက်အားသာချက်ကိုရှာကြတာ။ကို့သာကို့ပြိုင်ပဲအားကောင်းတဲ့ဟာကိုမရှာဘဲနဲ့အားနည်းချက်ကိုရှာပြီးတော့အဲ့အားနည်းချက်ကဟိုကောက်ပြီးတော့ပြဿနာဖြစ်နေဖန်တီးလိုက်တဲ့အခါ နေတိုင်းထိတိုင်းမျိုးတွေကဂျပန်မှာလည်းရှိတယ်အိန္ဒိယမှာလည်းရှိတယ်ဆိုတော့ဒါနိုင်ငံရေးပါဘာမှဘာသူမှမုန်းစရာမလိုဒါနိုင်ငံရေးပါဆိုတော့ကိုယ်တော်နေတဲ့မှာလည်းအခုလက်ရှိကျန်တဲ့ကိုယ်တော်နေမှာလည်းဒီလိုရှိနေပါတယ်နော်တစ်ချိန်တည်းမှာဒီလိုဖြစ်နေတာရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ဒါတော့ဆိုရင်တချို့ကိစ္စတွေရှင်းမယ်လို့ယူဆပါတယ်အထက်ကတော့တချို့ကိစ္စတွေတော့မသိတာကောင်းပါတယ်တချို့ကိစ္စလေးကျွန်တော်တို့လည်းဟိုမသိချင်ဘူးခင်ဗျားတို့လည်းမသိချင်တာကောင်းတယ်တချို့မြုပ်နေဇလန်းတွေမသိတာအကောင်းဆုံးလို့ကျွန်တော်ပြောချင်တယ်နော်နောက်တစ်ခုကတော့ဟိုဒီထက်မှပြည်ခိုင်ဖြိုးကတော့ဇာတာပေါ့ဗျာပြည်ခိုင်ဖြိုးကတော့ဇာတာပေါ့ဘာဇာတာလဲဆိုတော့ ပြည်ကံပြောကမပြောင်းရသေးဘူးနိုင်တာ28ဦးရှိသွားပြီကိုယ်တော်တော်28ရောက်ကမပြိုင်မဲနိုင်နေပြီပြည်ကံပြောကမပြိုင်မဲနဲ့နိုင်နေပြီလို့ပြောရင်ခင်ဗျားတို့အံ့အားသင့်မယ်နော်မပြိုင်မဲနဲ့နိုင်တယ်ဆိုတော့ပြိုင်တော့မပြိုင်သေးဘူးပြည်ကံပြောကနိုင်သွားတယ်ဆိုတာလေအဲ့ဒါအံ့အားသင့်စရာမကောင်းဘူးလားဘာလို့ဆိုတော့အခုမှဗျာကိုယ်တော်လောင်းစင်းနေထုတ်ပြန်ပြီလို့ပြီးအောင်ရှိသေးတယ်ဘာဖြစ်သွားလဲဆိုတော့ပြည်ကံပြောကနိုင်နေပြီ28ရောက်တယ်ကျွန်တော်အခုသတင်းစင်းနေရတာသတင်းရောစင်းရောရတာဆိုတော့ဘာလို့28ရောက်နိုင်လို့ပြောနိုင်တာလဲဆိုတော့သူတို့ပြည်ကံပြောနဲ့ပြိုင်မဲ့နေရာတွေမှာကျွန်တော်သိသလားပေါ့နော် ပြိုင်မဲ့နေရာတွေမှာဝင်ပြိုင်မဲ့လူမရှိဘူးတယောက်တည်းဖြစ်နေတာပြိုင်မဲ့မရှိဘူးသူတို့နဲ့ချင်းပြိုင်မဲ့လူတယောက်မှမရှိဘူးမရှိတော့အဲ့နေရာတွေကတော့သူတို့နိုင်သွားပြီရွေးကောက်ပွဲကျင်းပါတယ်တယောက်မှမဲမှမပေးလဲသူနိုင်သွားပြီရွေးကောက်ပွဲဥပဒေအရပြိုင်ပဲမရှိလို့ရှိရင်အဲ့ဒီလူကအနိုင်ပဲအဲ့တော့နိုင်သွားပြီပေါ့ဗျာပြည်ခိုင်ပြောတော့ဒါဇာတာဇာတာပေါ့ဗျာနော်အဲ့တော့ကျင်းသားရဲ့စင်းအရာကြည့်လိုက်တဲ့အခါကချင်းစကိုင်းရှမ်းတရင်းသားကြီးအဲ့နေရာ၄ခုကမဲဆန္ဒနဲ့28ခုတိတိမှာပြည်ခိုင်ပြောပါတီရလို့ပြီးမြည်သိပါတီမှဝင်ပြပြီအဲ့တော့အဲ့28ယောက် အော်တိုဖြစ်သွားပြီအဲ့တော့ကြိုးတော်ကွန်ဂရက်ရှင်ကွန်ဂရက်ဂျူလေးရှင်းလောက်ထားမှာပေါ့နေပြီနော်အဲ့တော့ပြည်သူလူထုအတွက်ဆိုရင်တဲ့နောင်မော်မန်စီရွှေကူစကိုင်းဆိုလို့ရှိရင်မင်းကင်းဝင်းတို့မော်လိုက်ကနီစာလင်းစာလင်းရေဦးတင်းသားကြီးဆိုရင်ရေဘူးလောင်းလုံးရှမ်းဆိုလို့ရှိရင်မတ်မန်းတဲ့ဖဲခုံအဆရှိတယ်ပေါ့ဗျာနော်ဆိုတော့အဲ့လိုမျိုးတွေဆိုတော့အတိုင်းနယ်ပြည်နယ်တွေမှာလည်းကောလင်းဝင်းတို့တမူဘူးတလင်းမော်မော်လိုက်ကနီစာလင်းကြီးရေဦးအဆရှိတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာတွေနေရာတွေနေရာတွေအများကြီးပါတယ်အမျိုးသားအဲပြည်သူလူထုတွေမျိုးသားလူထုတွေတိုင်းသားလူထုတွေနေရာတွေအကုန်လုံးရတာ28နေရာ တီတီပြေခိုင်ပြောရသွားပြီအဲ့တော့အဲ့နှစ်ဆက်ချက်နေရာကြီးကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့နိုင်တဲ့လူတွေနာမည်လေးတွေကျွန်တော်တွေ့ရတော့ဟာလို့အဆန်းနေပါလားလို့ဟိုမှာဆိုကြပါစို့ဦးရေဦးရေဒန်တာသူကပြေခိုင်ပြောပါတီရဲ့နောင်မုံမျိုးနေရာနေပြိုင်မှာနော်တော်နောင်မုံမျိုးနေရာပြိုင်မှာနော်ဦးကွမ်းဆန်ဦးကွမ်းဆန်သူကလည်းမန်စီယာပြိုင်မှာနော်ဦးအောင်နိုင်ရွှေကူဦးကျော်ဝင်းရွှေကူနော်ဦးဝေလင်းထွန်းမင်းကင်းဦးကျော်လွင်ဦးကောလင်းဦးထိန်မင်းဝင်းတို့ဦးစိုးပိုင်ဝင်းတို့ဦးခမောင်လွင်တမူး နော်ဦးအောင်မင်းကြီးဘုဒ္ဓလင်ဦးဒေါ်စနာသိန်းမော်လိုက်ဦးမြင့်စိုးဆင့်မော်လိုက်ဦးထွန်းလွင်ကဏီဦးညံထွန်းကဏီဦးအောင်စောဦးစားလင်းအဲဦးစောမောင်စားလင်းစားလင်းဦးရဲမိုးနိုင်ရေဦးဦးစိုးထင်အောင်ရေဦးဦးခမောင်မြင့်ရေပြူဦးမင်းနိုင်ရေပြူအဲဦးတင့်လွင်လောင်းလုံးဦးအောင်မျိုးထွန်းတရချောင်းနော်ဦးစောထွန်းဦးကန်ကောဒေါ်ကြီးလိုင်းဖဲခုံဦးဆိုင်ထွန်းလင်းမိုးတဲ့ ော်သူကတော့ SNDP ကအဲသူကတော့ SNDP က SNDP ကတယောက်ကလည်းဟိုဥဆိုင်ဘော်ဒပါတီကတယောက်ကအော်တိုအလိုရောက်နိုင်ထားတယ်သူကလည်းတော့ဝါကလည်းတယောက်နိုင်ထားတယ်ဝါကလည်းတယောက်နိုင်ထားတယ်ဝါကလည်းတယောက်နိုင်ထားတယ်ပြိုင်ပွဲပြိုင်နိုင်ထားတာနော်ဥမြင့်ဝင်းကြောင်မဲ့ဒီကံပြောတော့နော်ဥရန်ကျော်မမန်းဥကိန်မိုင်သူလည်းနိုင်ထားတယ်သူလည်းနိုင်ထားတယ်သူကတော့ဟိုပဲနောက်တစ်ခုကဥထွန်းအောင်နော်သူကတော့အာခါနော်ဒေါ်အေချိုစိန်ပြိုင်ပွဲကသူလည်းနိုင်တယ်ဥအမ်ဇော်လက်ဝါအဲ့ရသူနိုင်ထားတယ်သူတို့တွေအကုန်လုံးကတော့မပြိုင်ပဲနိုင်သွားတဲ့လူတွေ ma piace bene il vitro.